အရှင်ဖုရားလူတွေမဖူးရတဲ့စီဒီသုံးစုရှိတယ်လို့ပြောကြပါတယ်ဖုရားဟုတ်ပါသလားရှင်းပြပေးပါဦးဖုရားယူသေးစွာရှောက်ထားအပ်ပါတယ်ဖုရားတဲ့လူသားများမဖူးထိုက်တဲ့စီဒီသုံးမျိုးဆိုတာက၁တာဝတိန်သာနတ်ပြည်၌ဖုရားအလောင်းဤစံတော်အားဌာပနာထား၍တည်ထားသောသုလာမဏိစီဒီတော်၂တုဒ္ဒဝါဒမြမဘုံ၌ဖုရားအလောင်းဤဝိလဲတော်အားဌာပနာထား၍တည်ထားသောဒုဒ္ဒစီဒီတော်၃ မန္တာဂိရိတောင်၌မဟိတရနမင်းတည်ထားသောမဟိတရစီရီတော်တို့ပဲဖြစ်ပါれအဆိုပါစီရီသုံးမျိုးဟာလူသားများတွားရောက်မဖူးနိုင်တဲ့အတွက်လူသားတို့မဖူးထိုက်တဲ့စီရီသုံးမျိုးပဲဖြစ်ပါれနော်စာပေကျမ်းဂန်တွေမှာဖော်ပြထားတာရှိတယ်အန္တရကတ်အတင်ချေရကတ်မဟာကတ်ဆိုတာဘယ်လိုတွက်ရတာလဲဖရာနောက်ပြီးမဟာကတ်တစ်ခုကိုတကဘာဆိုတာဟုတ်ပါသလားဖရာတဲ့ အန္တရာကတ်ဆိုတာဆယ်နှစ်တန်းကနေအတင်ချေရအထိ တက်ကတ်တခုအတင်ချေရကနေဆယ်နှစ်တန်းအထိသုတ်ကတ်တခုအဲ့ဒီလို တက်ကတ်သုတ်ကတ်တခုကိုအန္တရာကတ်တက်ကတ်ခေါ်ပါတယ်အတင်ချေရကတ်ဆိုတာကတော့အန္တရာကတ်64ကတ်ကိုအတင်ချေရကတ်တက်ကတ်ခေါ်ပါတယ်မဟာကတ်ဆိုတာကတော့အတင်ချေရကတ်၄ကတ်ကိုမဟာကတ်တက်ကတ်ခေါ်ပါတယ်အန္တရာကတ်နဲ့တွက်မယ်ဆိုရင် အန္တရာကတ်256ကတ်ကို မဟာကတ်တကတ်ခေါ်ပါတယ်မဟာကတ်တကတ်သည်တကတ်ပါဖြစ်ပါတယ်နားလည်ပါစေအရှင်ဖေယဗုဒ္ဓခေတ်ကတောင်းနဲ့ကြီးရှိတဲ့လူသူကြီးကြအောင်တရားပွဲမှာဗုဒ္ဓအတန်နဲ့မတူးမကျေဟောခဲ့တာ လူသူကြီးအကုန်ကြားနိုင်ပါသလားဖေယဖြည့်ပေးတော်မူပါတဲ့ဝိသီမပန္နာတပါဠိတော်မှာ ဗုဒ္ဓဤအတန်တော်အင်္ဂါ၈ပါးဆိုတာရှိပါတယ်အဲ့ဒီအတန်တော်အင်္ဂါ၈ပါးထဲမှာပရိသတ်အပြင်ဘက်သို့ပြမထွက်ခြင်းဆိုတဲ့အဝိတာရီဟူသော အင်္ဂါရက်တစ်ခုပါပါတယ်ဗုဒ္ဓတရားဟောတဲ့အခါမှာပရိသတ်တရားရှိသည်ဖြစ်စီတထောင်ရှိသည်ဖြစ်စီတထောင်ရှိသည်ဖြစ်စီတတန်းရှိသည်ဖြစ်စီမြတ်ဗုဒ္ဓဤအတန်တော်သည်ပရိသတ်ဝင်းကျင်မှာပဲတည်ရှိပြီးအပြင်ဘက်သို့မထွက်တာကြောင့် မြတ်ဗုဒ္ဓဤတရားကိုနာကြားရသူတရားနာပရိသတ်အားလုံးဗုဒ္ဓဤအတန်တော်ကိုကြားရပါတယ်။ဒါဟာဗုဒ္ဓဤဘုံတော်တစ်ခုပဲဖြစ်ပါတယ်။တပည့်တော်မသိလို့တစ်ခုလောက်မေးပါရစေဖရာ။ငကားဖရာတွေမှာဖရာကိုတီးတန့်ကိုးကွယ်ဖို့ငကားရုပ်ကိုဖျက်လို့ရပါသလားဖရာ။တပည့်တော်ကို ဖြေချပေးတော်မူပါတဲ့။မြတ်စွာဘုရားမုစလင်တတ္တဟမှာတရင်သုံးတော်မူစဉ်ခုနှစ်ရက်မိုးကြီးရွာသွန်းဖြိုးတာကြောင့် ဘိုးဒံမထီရလေအောင်ဘုစလိန်ဒနဂါမင်းကမြက်စွာဘုရားဤခန္ဓာကိုယ်ကိုရစ်ပတ်ပြီးဘိုးဒံကနေကာကွယ်ပေးခဲ့ပါတယ်အဲ့ဒါကိုရည်မှန်းပြီးတော့နဂယုံဘုရားဆိုတာကိုထုလို့ကိုးကွယ်ကြခြင်းဖြစ်ပါတယ်ဒါကိုမိမိကအလိုမရှိတဲ့အတွက်ဘုရားရုပ်ထုကိုပဲတည်တံ့ကိုးကွယ်လိုတာကြောင့်နဂါရုပ်ကိုဖျက်မယ်ဆိုရင်ဖျက်လို့ရပါတယ်ဘာကြောင့်လဲဆိုတော့နဂါရုပ်ဆိုတာဟာဘုရားရုပ်ပါတော့မဟုတ်လို့ပါပဲရှေးဆရာတော်များတည်လဲပဲ ဖျားယူပွားတော်နဲ့တရိတ်ဆန်ပုံတွေတွဲဖက်ပြီးထုတာကိုအလိုမရှိကြပါဘူး။ဂယ်ရီဆရာတော်ကြီးလက်ထက်ကတကတယောက်ဟာဒေါင်းယုတ်ခံထားတဲ့ဖျားယူပွားတော်ကိုလေဒီဆရာတော်ကြီးထံလာရောက်ဖြူဒန်းပါလေ။အဲ့ဒီခါမှာဆရာတော်ကြီးကဒေါင်းဆိုတာဟာတရိတ်ဆန်ဖြစ်တယ်။တရိတ်ဆန်ပုံတွေနဲ့ဖျားယူပွားတော်တွေကိုတွဲဖက်ပြီးထုစစ်ပုံဖော်ကိုးကွယ်တာဟာမသိတော်ဘူးလို့မိန့်တော်မူပါတယ်။ဒါကြောင့်ဖျားယူပွားတော်ကြီးပဲတီးတန့်ကိုးကွယ်တာဟာပူပြီးတော့တင့်မြတ်ပါတယ်။ ဦးသိန်းကလူမှုကွန်ရက်မှာဗီဒီယိုတိုင်းကိုတုတ်ပြန်ဖြည့်ရှင်းနေတဲ့ဘုံကြီးမဟုတ်ပါဘူးเนาะဘာသာရေးနဲ့ပတ်သက်ပြီးအမှားပြောတဲ့ဗီဒီယိုအချို့ကိုသာတုတ်ပြန်ဖြည့်ရှင်းတာဖြစ်ပါတယ်မယုံရင်ဦးသိန်းအကောက်ထဲဝင်ကြည့်လိုက်ပါလူတွေရဲ့လောကီကိစ္စတွေကိုပြောဆိုထားတဲ့ဗီဒီယိုပိုင်းတစ်ခုမှမရှိပါဘူးเนาะရတနာ၃ပါးဤဂုံကျေးဇူးကိုထိခိုက်တဲ့အရာမျိုးပြောလာပြီဆိုရင်ဤအကြောင်းကြောင့်လဲမှန်မှန်ဤအကြောင်းကြောင့်လဲမဟုတ် ဤအပြစ်သည်ငါတို့၌ထင်ရှားမရှိဟုပြန်လဲခြေပပြောဆိုရမည်လို့မြတ်စွာဘုရားကဒီကနိငယ်ဗြမဇာလာတုံမှာယဟန်တွေကိုဟောကြားထားပါတယ်။အဲ့ဒီလိုဟောကြားထားတာဖြစ်တဲ့အတွက်ယရနာသုံးပါးဤဂုံကျေးသူကိုထိခိုက်တဲ့အရာမျိုးပြောလာပြီဆိုရင်ပြန်လဲခြေပပြောဆိုရမှာကယဟန်တိုင်းရဲ့အမိုင်းပေးတာဝန်တစ်ခုဖြစ်ပါတယ်။အဲ့ဒီအတွက်ဝင်းနီးနဲ့မညီစရာဘာအကြောင်းမှမရှိပါဘူးနော်။နောက်ပြီးနာမည်ကြီးကျင်လို့လောက်တာလည်းမဟုတ်ပါဘူး။ နာမည်ကြီးခြင်းလို့လုပ်မယ်ဆိုရင်ဒီကနေ့ခေတ်မှာနာမည်ကြီးဖို့အတွက်နီလန်ကောင်းတွေအများကြီးရှိပါတယ်။ဦးစင်းကနာမည်ကြီးဖို့အတွက်လူတွေအမှန်သိဖို့ကိုပဲဥတည်ပါတယ်။ကျမ်းမာပါစေနော်။ကုသိုလ်ပြုပြီးတိုင်းလောကီချမ်းသာရောနိဗ္ဗာန်ချမ်းသာရော အတူတူတောင်းစုပြုလို့ရပါသလားဖရာတဲ့။ဝိဝတ္တဒါနကုသိုလ်နဲ့ဝိမု ക്തി ဒါနကုသိုလ်ရယ်ဆိုပြီးနှမျိုးရှိပါတယ်။ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ ဤကောင်းမှုကြောင့်လူစည်းစိမ်နတ်စည်းစိမ်ကိုရရပါလိုဤလို့ဆုတောင်းပြီးပြုသောကုသိုလ်ကောင်းမှုသည်ဝိဝတ္တဒါနကုသိုလ်ဖြစ်ပါれဤကောင်းမှုကြောင့်မတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလိုဤလို့ဆုတောင်းပြီးပြုသောကုသိုလ်ကောင်းမှုသည်ဝိမု ക്തി ဒါနကုသိုလ်ဖြစ်ပါれဝိဝတ္တဒါနကုသိုလ်သည်တန်ត្រာကိုရှည်စေပြီးဝိမု ക്തി ဒါနကုသိုလ်သည်တန်ត្រာကိုတိုးစေပါれဒါကြောင့်ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ ဝိဝတဒါနကုသိုလ်ကိုပြုပြီးလောကီစုတွေကိုမတောင်းပဲဝိမု ക്തി ဒါနကုသိုလ်ကိုပြုပြီးလောကုတ္တရာစုကိုသာတောင်းတင်ပါတယ်အဲဒီလိုဝိမု ക്തി ဒါနကုသိုလ်ကိုပြုပြီးလောကုတ္တရာစုကိုတောင်းမယ်ဆိုရင်လောကီစုတွေဒီလဲပဲမတောင်းပဲနဲ့ကြွေးကူးရေပါသလိုနိဗ္ဗာန်ရောက်တည်တိုင်အောင် အကျိုးလိုက်ပေးမှာဖြစ်ပါတယ်အောက်လန်းကတကယ်ရှိပါသလားဖေရတဲ့သီရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်တယ်ဆိုရင် အောက်လန်းတွေဆုံးတွေပဝေတွေကိုလက်မခံသင့်ဘူးလို့မနေ့ကတက္ကတယောက်က ပြောပါတယ်ထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ပါတယ်လို့ပြောပြီးတော့မယိုးဖလာဖြစ်နေတဲ့သူတွေတပုံကြီးရှိပါတယ်နော်ထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်တာ ਨੇ ပဲဆုံးတွေကဝေတွေအောက်လန်းတွေမရှိတော့ဘူးလို့ယူဆမယ်ဆိုရင်မှားပါလိမ့်မယ်ဒီမကောင်းတဲ့အတက်ပညာတွေဟာ ဖျားရှင်မပွင့်ခင်တည်းကရှိပါတယ်။ဣရုဝေဒယဇုဝေဒပါမဝေဒအထပနဝေဒဣတိဟာတဝေဒဆိုပြီးဝေဒ၅ကျမ်းရှိပါတယ်။အဲ့ဒီဝေဒ၅ကျမ်းထဲမှာအထပနဝေဒကျမ်းဆိုတာပါပါတယ်။အဆိုပါအထပနဝေဒကျမ်းထဲမှာလူတွေကိုဒုက္ခပေးတဲ့ဆုံးတဝေအောက်လန်းမောမန္တန်စတဲ့ အတတ်ပညာတွေပါပါတယ်အဲ့ဒီလိုအတတ်ပညာတွေပါတာကြောင့်အာထပနယသိတွေဟာဒီမကောင်းတဲ့အတတ်ပညာတွေကိုလက်စဖျောက်ဖျက်ပါတယ်သို့တော်လည်းပဲကုံစင်အောင်မဖျောက်ဖျက်နိုင်တဲ့အတွက်ကျွင်းကြံရစ်တဲ့အတတ်ပညာတွေကပွားပြီးတော့လူတွေကိုယနေ့တိုင်ဒုက္ခပေးနေတာရှိပါတယ်ဒါကြောင့်အောက်လန်းဆုံးကဝေးမော်စတဲ့အတတ်ပညာတွေဟာတကယ်ရှိပါတယ်เนาะ ထေရဝါဒဖြစ်ခြင်းမဖြစ်ခြင်းနဲ့လည်းမဆိုင်ဘူးဆိုတာကိုလည်းမှတ်သားထားပါမေတ္တာဆိုတာဘာလဲဥစဉ်တဲ့မိစ္ဆတိတိနိရတိတိမေတ္တာယာဓမာဇာတိအကျင့်သဘောတရားသည်မိစ္ဆတိတိနိရတိချစ်ခင်တတ်၏ဣတိတတမထိုကြောင့်သာဓမာဇာတိထိုသဘောတရားသည်မေတ္တာမေတ္တာမိ၏ဟွာချစ်ချင်းမိ၏တဲ့မေတ္တာဆိုတာချစ်ချင်းကို ပြောတာဖြစ်ပါတယ် ်ချစ်ချင်းကလည်းပဲချစ်ချင်းမြတ်တာချစ်မြတ်နိုးခြင်းတရာချစ်ကြိုက်ချင်းတနာဆိုပြီး၃မျိုးရှိပါတယ်အဲ့ဒီ၃မျိုးထဲမှာချစ်ချင်းမြတ်တာကသာတကယ်မြတ်တာအစစ်ဖြစ်ပါတယ်အရှင်ဖေယဖုန်ကြီးကြောင်းထဲဖနက်စီးတင်လားမစီးတင်ဘူးလားဖေယမိမ့်ပြီးတော်မူပါဖေယတဲ့ဖုန်ကြီးကြောင်းထဲဖနက်မစီးကောင်းဘူးဆိုတဲ့အယူဝါဒသည်ဖေယဟောကြားကမှမရှိဘူးဆိုတာကိုတော့အရင်ဆုံးမှတ်သားထားရပါမယ် ဘုံကြီးကြောင်းထဲဖနက်စည်းတာနဲ့ပတ်သက်လို့မစည်းတင်ဘူးဆိုတဲ့အယူဝါဒကတခုစည်းတင်တယ်ဆိုတဲ့အယူဝါဒကတခုအယူဝါဒနှစ်ခုရှိပါတယ်မစည်းတင်ဘူးဆိုတဲ့အယူဝါဒကိုညောင်လုံးဆရာတော်ကကျင့်သုံးပြီးစည်းတင်တယ်ဆိုတဲ့အယူဝါဒကိုတော့ရွှေကျင်သာသနာပိုင်ဆရာတော်ကကျင့်သုံးပါတယ်ဘာကြောင့်ညောင်လုံးဆရာတော်ကမစည်းတင်ဘူးဆိုတဲ့ဝါဒကိုကျင့်သုံးရတယ်လဲဆိုရင်လူတွေကြောင်းဝိုင်းတဲ့ဖနက်စည်းပြီးသွားတဲ့အခါမှာဗုဒ္ဓအာဃာရဝဖျားကိုမလေးစားမှု တန်ခါအဂါရဝတန်ခါကိုမလေးစားမှုတွေဖြစ်စေတဲ့အတွက်မစည်းတင်ဘူးဆိုတဲ့အယူဝါဒကိုကျင့်သုံးခြင်းဖြစ်ပါတယ်။ရွှေကျင်သာသနာပိုင်ဆရာတော်ကဘာကြောင့်စည်းတင်တယ်ဆိုတဲ့အယူဝါဒကိုကျင့်သုံးရတယ်လဲဆိုရင်လူတွေကြောင်းဝိုင်းတဲ့ဖဏမစည်းပဲသွားပါကသူတို့ရဲ့ခြေထောက်မှာပေနေတဲ့အညစ်ကြေးတွေဟာပန်ခိကကြောင်းပေါ်မှာပေကြံကုန်မှာဖြစ်ပြီးအကုသို့ဖြစ်မှာဆိုတဲ့အတွက်ကြောင့်စည်းတင်တယ်ဆိုတဲ့အယူဝါဒကိုကျင့်သုံးခြင်းဖြစ်ပါတယ်။အဲ့ဒီလိုအယူဝါဒနှစ်ခုရှိတဲ့အတွက် မိမိတို့ကြိုက်နှစ်သက်ရာအယူဝါဒကိုကျင့်သုံးနိုင်ပါတယ်။သို့တော်လည်းပဲဘုရားရှင်လက်ထက်တော်အခါကမဟာရာဇာအမိရှိတဲ့မင်းတပါးဟာကြောင်းဝိုင်းထဲဖဏ္ဍစီပြီးတန်ဃာတော်များဇင်းကြံလျှောက်တဲ့နေရာထိသွားပြီးတော့အရှင်ဘုရားတို့မြတ်စွာဘုရားဗမာသတင်းသုံးတော်မူပါတလေလို့ရေးလျှောက်တော်မူပါတယ်။အဲ့ဒီအခါမှာတန်ဃာတော်တွေကမြတ်စွာဘုရားကြောင်းတိုက်အတွင်းမှာသတင်းသုံးတော်မူတယ်လို့ပြန်လည်မိန့်ကြားလိုက်ပါတယ်။အဲ့ဒီလိုမိန့်ကြားလိုက်တဲ့အခါမှာမဟာရာဇာမင်းဟာ ចောင်းបေါ်តက်ខាននេះមកចောင်းបោវមកផ្នែកជុបីតက်တယ်លို့អសូရှိပါတယ်ដាចောင်းចောင်းវိုင်းတဲ့ផ្នែកស៊ីដាហាលេပဲអភិជាတယ်លို့ပြောលို့មិនយាប់ဘူးဆိုတာမှတ်သားថាយាបាមេ